ငယ်တုန်းကတော့လူတိုင်းလှတာပဲဟုတ်တယ်လားငယ်တုန်းကတော့လူတိုင်းလှတာပဲဒိုးတွေလေဒိုးတွေငငယ်တုန်းကအသက်20ကျော်လောက်တုန်းကအခုသမီးတို့တွေနော်ညီတို့မလီဖွားကြီးဘလို့ပုံကြီးလဲညာလို့ပုံကြီးလဲပြောတဲ့သမီးတွေထက်မယွန့်တဲ့အလှနဲ့လှခဲ့တယ်နော်သိလားတို့တွေငယ်စဉ်တုန်းကလေအခုအသက်90နားနီးတာတောင်မှပဲဒီမှာဒီလိုဝိစုံမျိုးတွေဝင်လို့ရနေသေးတယ်ဆိုတာကခန္ဓာကိုယ်အချိုးအစ်ပြည့်ပြည့်မှဝင်လို့ရတာ အသက်90နာနီးနေတဲ့အဖွားကြီးဖြစ်နေပြီအသက်90ဆိုတာအဖွားကြီးဖြစ်နေပြီနော်ဒီလိုမျိုးအသက်90အဲ့တော့တမီးတို့ကအသက်20ကျော်လောက်လေးနဲ့အမလေးဘလို့ပုံကြီးလဲဟိုလိုပုံကြီးလားဒီလိုပုံကြီးလားဆိုတော့တမီးတို့အသက်90ရောက်မှအစကားကိုပြောသိလားတမီးတို့20ကျော်နေတဲ့ဒိုးတွေ90ကျော်နေတဲ့လာရှင်လိုက်လို့ရှိရင်တော့ဒိုးတွေက ရွတ်ွားရည်ရဲနေမှာပေါ့ဟုတ်တယ်လားအေးဒါပေမဲ့ဒိုးတွေ20ကျော်တုန်းကလည်းတမီးတို့ထက်မလျော့ခဲ့ဘူးเนาะအခုဒိုးတွေ90ကျော်အရွယ်ကိုတမီးတို့ရောက်တော့မှအဲ့ဒီစကားပြောနိုင်အောင် ပြောဒီလိုအသက်90မှာဒီလိုကြမ်းကြမ်းမာမာလန်းလန်းဖြာဖြာဟောဒီလိုအဝိစားမျိုးတွေဝင့်နိုင်အောင်เนาะဒီလိုအဝိစားမျိုးတွေကဒီလိုကြီးတွေပူနေလဲဝင်လို့မရအောင်ဒီလိုကြီးတွေထစ်နေလဲဝင်လို့မရဘူးသိလားเนาะဆိုတဲ့ခါကျတော့လေအဲ့တော့ငယ်တော့ကတော့ဟိုစပြောတဲ့လိုမျိုးပဲ ဟိုမာကြီးစမ်းပြောတယ်လို့မျိုးငွေတော့ကတော့တရေတောင်လှတယ်ဟုတ်တယ်လားเนาะဒိုးတွေလည်းလှခဲ့တယ်ငွေငွေတော့ကเนาะလှခဲ့တယ်အရန်လှခဲ့တယ်เนาะ queen เนาะ queen queen မလေးတငယ်ချင်းတွေသိတယ်เนาะ queen ဒါပေမဲ့အသက်90ဆိုတဲ့အသက်အရွယ်ကိုဒီဆဲကျော်တက်ကလေးတွေကအမလေးဘလို့ပုံကြီးလဲဟိုလိုပုံကြီးလားဒီလိုပုံကြီးလားမျက်နှာကြီးကဘလို့ကြီးလဲခန္ဓာကိုယ်ကဘလို့ကြီးလဲဆိုတာနော်အသက်90မှာလीဒီလိုမျိုးအသားအရည်မျိုးဒီလိုမျိုးနဲ့ပြောရမှာ မလီအသက်20နဲ့ရှင်တော့တို့တွေကရည်ရဲတာပေါ့အသက်50မှာဒီလိုအသားရည်မျိုးအသက်50မှာဒီလိုခန္ဓာကိုယ်မျိုးကိုကိုယ်တိုင်အသက်50ရောက်မှပြောတိတ်လားမဟုတ်ဘဲနဲ့ဘလိုကြီးလဲလို့ညာလိုကြီးလဲလို့ ਨੇ မပြောနဲ့နော်တိတ်လားတချို့မြန်းဆိုလေ50တောင်မရောက်လိုက်ဖဲနဲ့ပုံမှန်တစ်ပါးကူးပြောင်းသွားရတဲ့သူတွေတပုံကြီးရှိတယ်ဒါကြောင့်မလို့လေဟိုလိုဖြစ်တယ်လို့ဒီလိုဖြစ်တယ်လို့တချို့ဆိုရှိသေးတယ်အမလီသွေးဆုံးကင်နေတဲ့အဖွားကြီးဖွားကြီးသွေးဆုံးကင်နေတာလားဖွားကြီးသွေးဆုံးကင်သွေးဆုံးကင်နေတော့ဘာဖြစ်လို့တော့ ဘာဖြစ်လို့တော့သွေးဆုံးကင်နေတာကိုမဟုတ်ဘူးသွေးကိုဆုံးနေပြီရှင်ရောဟုတ်လားနော်အဲ့တော့သွေးဆုံးသွေးဆုံးကင်နေရလားဆိုမိန်းမတွေသွေးဆုံးကင်နေတာဆိုဘာဖြစ်လို့လာနှိမ်တာ နော်သွေးဆုံးကင်နေတဲ့ဖွားကြီးသွေးဆုံးကင်နေတဲ့ဖွားကြီးဆိုတော့ဟုတ်လားဆိုတော့ဒီမိန်းမတွေကဒီယာဒီသမတာဆက်ဝင်နေတဲ့ကြောင့်မလို့ဒီလိုမျိုးမျိုးဆက်တွေပွားများပြီးတော့မှမင်းတို့မင်းတို့မင်းတို့တွေလူဖြစ်လာတာမဟုတ်ဘူးလားအဲ့ဒါကိုသွေးဆုံးကင်နေတဲ့ဖွားကြီးသွေးဆုံးကင်နေတဲ့သွေးဆုံးကင်နေတဲ့မိန်းမတွေကပြစ်မှုတစ်ခုကျူးလွန်လာကြလို့သွေးဆုံးကင်နေတဲ့ဖွားကြီးတို့လာပြောလို့ကတော့တို့ကမနာဘူးတို့ကသွေးဆုံးကင်နေတဲ့အဆင့်ကိုမဟုတ်ဘူးသွေးကိုဆုံးတဲ့အဆင့်ရောက်နေပြီနော် ဆိုတဲ့ခါကျတော့မနာဘူးတို့ကတော့အဲ့လိုလာမပြောနဲ့တင်လားအဲ့တော့လေအမလီဘလို့ကြီးလဲမလီခနာကိုကြီးကဘလို့ယုံကြည်ရဘလို့တို့လိုအသက်ရွယ်ရောက်မှပြောတို့လိုအသက်ရွယ်မရောက်ရင်မပြောနဲ့ဟုတ်ပြီလားနော်အသက်ရွယ်တစ်ခုရောက်တော့မှဘလို့ဆိုတာကိုသိမှာတို့ကလေအခုအသက်90တို့မှစီးချိုလည်းမရှိဘူးသွေးတို့လည်းမရှိဘူးဘာမှဆွဲတောက်ရတဲ့နာရာရှည်ယောဂဘာတစ်ခုမှမရှိဘူး เนาะဘောင်မီတိုလေးဝတ်မယ်ဆိုလဲဘောင်မီတိုလေးဝတ်လို့ရသေးတယ်စကတ်တိုလေးဝတ်မယ်ဆိုလဲစကတ်တိုလေးဝတ်လို့ရသေးတယ်သိလားเนาะရှိုင်းညီလေးဝတ်ပြီးတော့မှဘောင်မီတိုလေးနဲ့သွားလဲတင့်တယ်သေးတယ်ခန္ဓာကိုယ်အချိုးဆက်ရှိနေသေးတယ်အေးဒါပေမဲ့လူငယ်ဆယ်ကျော်တက်ကလေးတွေလို့တခါလေခြားတိတ်မလေးတွေလို့မျိုးတော့ဘယ်လှတော့မလဲဒါပေမဲ့ကို့အသက်အရွယ်တန်းထဲမှာတော့ကိုကအများကြီးတင်ကြံနေသေးတယ်လို့ပြောလို့ရသေးတယ်เนาะအဲ့တော့ဒီအသက်အရွယ်ရောက်မှာ ီလိုစကားကိုပြောဒီအတိုက်ရမရောက်မချင်းငွေတော့ကတော့လာပြီးတော့မှလူကြီးတွေကိုလှမ်းပြီးတော့မှအသက်ကြီးတဲ့သူတွေကိုမလေးဘလို့တော့ဘယ်ချမ်းသာလို့မပြောနဲ့အေးအသက်ကြီးတဲ့သူတွေအရွယ်ကိုရောက်တော့မှအော်လို့ပြောအမလေးနော်ဟိုအနှစ်20တွေအနှစ်30တွေမပြောနဲ့၄5နှစ်အတွင်းမှာတော့မှခန္ဓာကိုယ်တွေကနော်ပြောင်းလဲသွားတဲ့ဖြစ်စဉ်တွေကအများကြီးရှိတာသိလားဒီလိုအသက်50ရောက်ရင်ဒီလိုမျိုးဖြစ်မှပြောစကားလုံးကိုဟုတ်ပြီလားနော်အဲ့ဒါတိတ်ပြီးတော့မှဝေဖန်နေမစောနဲ့နော် အသက်ရှိရှိကြမ်းကြမ်းမာမာလန်းလန်းဖြာဖြာနဲ့နေဖို့ဆိုတာလေကုသိုလ်ကံကြီးအများကြီးပါတယ်နော်ပြီးတော့လေဘဝရဲ့နေထိုင်ပုံနေပေါ့နော်အများကြီးပါတယ်ဒါကြောင့်မလို့ငယ်တုန်းကတော့ကျမ်းမာတန်ဆွမ်းလှပနေတယ်ဆိုတာသဘာဝတရားကြီးတို့တွေလည်းအဲ့ဒါကိုဖြတ်တန်းခဲ့ပြီးပြီ နော်ဒိုးတွေလည်းဖြတ်တန်းခဲ့ပြီးပြီအဲ့တော့ဒိုးတွေလည်းအခုအသက်50အသက်80အသက်80နဲ့လမ်းနေတဲ့ကျမ်းမာနေတဲ့သူတွေကိုတွေ့ဒိုးတွေလည်းအားကြတယ်အိုးအဲ့ဒီအသက်ရွယ်ရောင်းငါတို့အဲ့လိုမှဖြစ်ပါမလားလို့အဲ့လိုစိတ်နေကြနော်အမလေးဘလို့ကြီးညာလို့ကြီးနဲ့အသက်ကြီးတဲ့သူတွေကိုမပလိမ့်နဲ့ကိုတွေအသက်ကြီးတဲ့ဘဝကိုမရောက်လိုက်ဘဲနဲ့ဘဝပြောင်းသွားမယ်ဟုတ်လားအသက်ကြီးတဲ့သူတွေကိုပလိမ့်ရမှာမဟုတ်ဘူးအသက်ကြီးတဲ့သူတွေရဲ့ဖြစ်စဉ်ဖြစ်ရက်နဲ့တည်ရှိမှုတွေကိုအတူယူရမှာ နော်အသက်ကြီးလာတဲ့သူတွေရဲ့မျှဝေတဲ့အတွေ့အကြုံဗဟုသုတတွေကိုသင်ယူရမှာသိလားအသက်50အရွယ်မိန်းမတစ်ယောက်ကပြောပြနေတဲ့အတွေ့အကြုံတွေဟာအသက်20နဲ့နားထောင်ရတယ်ဆိုရင်အသက်20နဲ့အသက်50ရဲ့အတွေ့အခေါ်တွေဗဟုသုတတွေကိုကိုကရလိုက်တာအဲ့လိုမျိုးသင်ယူရမှာအသက်ကြီးပြီးတော့မှလိုက်ပြီးတော့မှအသက်ကြီးတဲ့သူတွေကိုဗလိန်နေရမှာမဟုတ်ဘူး တင်လာနော်အများကြီးဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေဘ ഹു တုတ္တရဆိုအချိန်တစ်ခုတက်တန်းတစ်ခုကိုဖြတ်တန်းပြီးမှရတဲ့ဘ ഹു တုတ္တရတွေကိုမျှဝေပေးနေတယ်ဆိုတာကဘာနဲ့မှလင်းလို့မရတဲ့တန်ဖိုးတွေအဲ့တော့လူငယ်တွေဟာအသက်ကြီးတဲ့သူတွေကိုဗလိမ့်နေတာတွေဆဲဆိုနေတာဒီခေတ်မှာအရန်ပေါ်တယ်နော်အဲ့တော့ကိုယ့်ရဲ့ဘဝဟာကိုယ့်ရဲ့စိတ်အတိုင်းပဲရတာပဲ နော်လေးလာမှုတင်ယူမှုအားကောင်းတာလေးတွေဆိုယူမယ်လေးလာမယ်တင်ယူမယ်အတူယူမယ်နော်အာကြိုးစားမယ်ဆိုရင်ဘဝပြောင်းလဲသွားမှာမဟုတ်ဘဲနဲ့အဲ့ဒီဟာတွေကိုပဲထိုင်ပြီးတော့မှကိုထက်သွားတဲ့သူတွေအဲကိုထက်ကြီးတဲ့သူတွေကိုဒီလိုပဲကိုတိကိုတက်ယုံနဲ့လိုက်ပြီးတော့မှဗလင်းနေကျမတို့ကလည်းတိလိုတက်လို့ပြောတာမဟုတ်တိသလောက်တက်သလောက်ကိုပြောပြနေတာပြောလိုက်လို့ရှိရင်ဒီခစ်ကလေးတွေကဘာပြောလဲဆိုတော့သူတိသူတက်သူသားလေးဆရာမကြီးအဲ့ဒါကြောင့်လို့ကြည်လို့မရတာဒီမိန်းမကြီးနေရာတကဘာလို့ကြည်လို့မရတာ တီလို့တက်လို့ဆိုတာထက်တီသလောက်တက်သလောက်ကိုပြောပြနေတာဒါမှသာလင်ဒီလိုမျိုးလောကကြီးက ဒီလိုမျိုးအသိပညာဗဟုသုတရေတယောက်နဲ့တယောက်နဲ့မျှဝေရင်းထဲမှာလောကကြီးကပုံမကောင်းမွန်တဲ့လောကကြီးဖြစ်မှာနိုင်ငံရက်ကွက်မြို့ရွာမိသားစုဒီလိုပဲကောင်းတာတွေကိုမျှဝေရတယ်တက်သည့်ပညာတွေကိုမျှဝေရတယ်ဒါမှသာလင် ကောင်းတဲ့လောကကြီးကိုဖြစ်မှာအဲ့တော့တက်တဲ့သူတွေကအင်းကိုတက်တာကွာကိုပဲမျိုးချကိုတိတာကွာကိုပဲတိဆိုလို့ရှိရင်အသက်ပညာတွေအသိပညာတွေဗဟုသုတရေဆိုတော့ဘယ်လိုလုပ်ပြန့်ပွားတော့မှာလဲအဲ့တော့ကိုသ တက်အမလီဒီမိမရာသူတိသူတက်ဟုတ်တယ်တိတလောက်တက်တလောက်ကိုမျှဝေပေးနေတာလိုချင်တဲ့သူယူမလိုချင်တဲ့သူပယ်လိုက်ဟုတ်လားဆိုတော့ကျွန်မခုနပြောသလိုပဲကျွန်မတို့အနည်း90မှာတွေ့ကြုံဖြတ်တန်းခဲ့တဲ့ဗဟုသုတတွေကိုအနည်း20နဲ့နားထောင်ရရင်အနည်း90ကျန်တဲ့အနည်း30စာကိုကိုကဗဟုသုတတွေရလိုက်တာစင်ကျင်မှုတွေတိလိုက်တာ ျမတို့တွေကငွေနဲ့လည်းဆုံးရှုံးမှုတွေဖြစ်ခဲ့မယ်အချိန်နေနဲ့လည်းဆုံးရှုံးမှုတွေဖြစ်ခဲ့မယ်เนาะသင်ယူခဲ့ရတာဒါတွေကိုနောက်လူတွေကငွေတွေမဆုံးရှုံးမင်းနဲ့အချိန်နေမဆုံးရှုံးမင်းနဲ့တိအောင်တက်အောင်နားလည်အောင်လို့မျှဝေတာအဲ့ဒါကိုသူတိသူတက်သူသားလင်းဆီယာမိုင်းဆိုတဲ့သူတွေကိုဝက်စီဘက်ပဲเนาะဝက်စီဘက်ဝက်စီဘက်ပဲဟုတ်ပြီလားเนาะဝက်စီဘက်ပဲတိတယ်เนาะဝက်စီဘက်က WTF လေးတိတယ်မလားเนาะ ဝက်စီဘက်ပဲဂယုကိုမဆိုင်ဘူးအဲ့တော့အဲ့လိုမျိုးပြောနေတဲ့သူတွေအမလေးသူတိသူတဲ့သူတောင်းလင်းဆီယာမာကြီးပါလီယာမာကြီးလို့ပြောလိုက်တဲ့သူတွေကြည်လိုက်တော့တွေစံအိုးထဲမှာစံတအိတ်ဝယ်မစားနိုင်ဘူးစီတပိတ်တာပြည်အောင်ဝယ်မစားနိုင်ဘူးပတ်ဆိုင်အိတ်ထဲမှာငွေသသိန်းပြည်အောင်မရှိဘူးသူများကိုပဲအဲ့လိုပဲပြောတတ်တာတင်ယူခြင်းစိတ်နော်နာခံခြင်းစိတ်အတူယူလို့စိတ်မရှိတဲ့ဟာတွေအဲ့တော့ ကိုယ့်ရဲ့စိတ်နဲ့တူတဲ့ဘဝကိုပဲရကြတာအစင်မပြေလေခြင်းစင်းရဲလေခြင်းဆိုတာလေအဲ့ဒါတွေပဲကျမတို့ဆိုဒီလိုပဲဘယ်သူဖာလေးပြောပြောကျမတို့ဆိုနားထောင်ရတယ်အိုးနားထောင်နေကောင်းနေဟာလေးဆိုဟုတ်ပြီဒါလေးဆိုရင်မှတ်ထားမယ်ဒါလေးဆိုအော်ဟုတ်တာပဲကိုထက်နေမာတဲ့သူပဲဖြစ်ဖြစ်ကိုထက်မြင်မာတဲ့သူပဲဖြစ်ဖြစ်ကိုထက်ပညာတတ်တဲ့သူပဲဖြစ်ဖြစ်ကိုထက်ပညာမတတ်တဲ့သူပဲဖြစ်ဖြစ်ကောင်းတဲ့အတွေ့အကြုံဘဟုတ္တလေးဆိုကိုကယူရတယ်လမ်းနေလုံးရတယ်မျှဝေရတယ်နော်တင်ယူရတယ် နာခံရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နောက်နောက်တစ်ခါကိုယ်မှတိထားသမျှတက်ထားသမျှကိုလည်းပြန်ပြီးတော့မှမျှဝေရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူများအောင်လာပြီးကျမတို့ဆိုတစ်ချိန်လုံးပြောတယ်သူတိသူတက်သူသားလေးဆရာမကြီးအမင်းမကြီးကြည့်လို့မရဘူးဘကိုးစားမကြီးပါလီယာမကြီးတကယ်တော့ကျမတို့လူမျိုးအများကြီးရှိတဲ့နာဒါမှသာလေမတိတဲ့သူတွေလူတိုင်းကအသိပညာတပြေးတည်းရှိနေတာမဟုတ်ဘူးမတိတဲ့သူတွေသိသွားမယ်နားမလဲတဲ့သူတွေနားလဲသွားမယ် ဟုတ်လားเนาะအဲ့တော့ तू တိ तू တက်ဆိုတာလေတိမှတက်မှပြောလို့ရတာမတိဘဲနဲ့မတက်ဖဲနဲ့ပြောလို့မရဘူးအဲ့တော့ကျမလေးဒီတစ်ခါလေးじゃကျမကိုယ့်ကိုငွေပန်သုံးတက်တယ်ငါဟိုလူတွေအဲ့လိုပြောနေကြတာငါရက်လိုက်ရမလားလို့ကျမစဉ်းစားတယ်ဒါပေမဲ့ကျမကို तू တိ तू တက် तू တိ तू တက်လို့ပြောလိုက်တဲ့ဟာတွေကကျမလောက်အဆင်မရှိတဲ့ဟာတွေပညာငွေကြီးအောင်မြင်မှုအဖက်ဖက်အဆအဆအညာညာအဲ့လိုလူမျိုးတွေကပြောနေတာနဲ့ငါကဘာဖြစ်လို့ရက်ရမှာလဲ ငါကြောင့်အကျိုးရှိရတဲ့သူတွေအများကြီးရှိရဆိုငါဆက်သွားရမယ်ဆိုတဲ့စိတ်နဲ့ကျမဆက်သွားတာအဲ့တော့သူတိသူသက်သူသားလင်းဆရာမကြီးပါလီယာမကြီးလို့ပြောနေတဲ့သူတွေဝက်စီဘက်ပဲနော်ဟုတ်ပြီလားအဲ့တော့အဖွားကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတဲ့သူတွေအဲ့အဖွားကြီးအသက်အရွယ်ရောက်တော့မှပြောအဲ့အဖွားကြီးအသက်အရွယ်မရောက်သေးဘဲနဲ့မပြောနဲ့ဟုတ်ပြီလားနော်ရှင်းတယ်နော်နည်းနည်းလေးဒီနေ့တော့အတော်အချင်းရောညောင်းလို့ ဟုတ်ပြီလားနော်လူစိုးတွေစိုးတယ်အယမ်းမဲ့ရှင်းပြလဲလက်မခံဘူး